အခွန်ရှောင်မှုပြဿနာနဲ့ရင်ဆိုင်နေရတဲ့ when the foreign state ကမင်းသားယိုယွန်ဆော့မကြသေးခင်မှာထုံးလင်းပြသခဲ့တဲ့ when the foreign state ကမင်းသားယိုယွန်ဆော့က Korea National Tech Service မှာပြင်ထန်တဲ့အခွန်စစ်ဆေးမှုကိုခံယူလိုက်ရပြီးတော့သူဖိုင်ဆိုင်တဲ့ Forever Entertainment ရဲ့ banner ကြီးကိစ္စတွေကိုအသေးစိတ်စစ်ဆေးခဲ့တဲ့အခါမှာအခွန်တော်တော်များများကိုရှောင်ထားကြောင်းတွေ့ခဲ့ကြပါတယ်။ Matchla ဆလရင်းနေ့ media ရဲ့ဖော်ပြချက်အရမင်းသားယိုယွန်ဆော့ကအခွန်တန်ငွေ9ဘီလီယံဝန်းကျင်ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးတော့အဲ့ဒီပမာဏမှာပဲမပေးဆောင်ရသေးတဲ့အခွင့်အရေးလဲပါဝင်ပါတယ်။မင်းသားယိုရွန်ဆောကတန်ဂရီးယားအမျိုးသားအခွင့်ဝင်ဆောင်မှု National Tax Service မှပြင်းထန်တဲ့အခွင့်စစ်ဆေးမှုကိုခံခဲ့ရပြီးတော့အဲ့ဒီစစ်ဆေးမှုမှာသူရဲ့တကူတော်ဖြိုပြေးအင်ဂျင်စီ Forever Entertainment ရဲ့ဗန်နာကြီးကိစ္စတွေကိုအသေးစိတ်စစ်ဆေးခဲ့ပါတယ်။ ယိုယွန်ဆောကအဲ့ဒီ agency ရဲ့ CEO အဖြစ်အာဝန်ယူထားသူဖြစ်ပါတယ်။ယိုယွန်ဆောကအမျိုးသားအခွန်ဝင်ဆောင်မှုရဲ့ဆုံးဖြတ်ချက်ကိုကန့်ကွက်ခဲ့ပြီးတော့အခုနှစ်ဇန်နဝါရီလမှာနောက်ဆက်တွဲအခွန်ပြန်လည်သုံးသပ်မှုလျှောက်ထားခဲ့ပါတယ်။မင်းသားဘက်က ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်အတွင်းအခွန်ပမာဏလျှော့ချနိုင်ဖို့ချိုးဖက်နေကြောင်းသတင်းတွေရသိရပါတယ်။သတင်းနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ချက်တောင်းခံရမှာလဲ အေဂျင်စီ King Combine Starship မှလောလောဆယ်တရားဝင်ထုတ်ပြန်ချက်ပြင်ဆင်နေပါတယ်ဆိုပြီးတော့ပြောကြားခဲ့ရလဲဖြစ်ပါတယ်ရှင်